မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အေယာဝတီတိုင်းအင်္ဂဘုံမြို့နယ်ကွင်းကောက်တိုက်နယ် ချက်ပေါင်ဂုံကျေးရွာအပါဝင်ကျေးရွာများအနီးမှာအေအေဥဆောင်တဲ့တော်လိုင်းတပ်များနဲ့စစ်ကောင်စီတပ်များကြားထဲမှာမနေ့ကတိုက်ပွဲများဖြစ်ပွားခဲ့တဲ့အတွာဒေသခံပြည်သူတထောင်ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမွန်လွယ်နှစ်နာရီဝန်းကျင်အချိန်ကစတဲ့ပြီးတော့ညနေပိုင်းအထိကိုအင်ကပူမြို့နယ်ကွေးကောက်ဒေသချက်ပေါင်ဂုံကျေးရွာတမယာဂုံရွာတောင်စင်းကျေးရွာများအနီးနားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွာအဲ့ဒီကျေးရွာအပါအဝင်အနီးနားမှာရှိတဲ့ကျေးရွာများကပြည်သူတထောင်ကျော်ဟာ ဖြစ်တာယာယီစပေးတိန်ရှောင်းနေရတယ်လို့သိရပါဗျ။ဖြစ်တာကတော့ရွာနာကတောဆက်တွေမှာဖြစ်တာ။တနက်တန်တွေကတော့မနေ့ကနေ့လယ်ပိုင်းကစပြီးတော့ကြားရတာ။တရုံတုံးတတိုင်းတိုင်းနဲ့ကိုပြစ်နေကြတာ။ဒီနေ့တော့ငြိမ်နေတယ်။ကြက်ပေါင်ခုံးကပသိမ်မုံရွာလမ်းရဲ့ကက်ရံမှာရှိနေတာပါ။မနေ့ကအချိန်နေဆိုးပေမဲ့အခုတော့ငြိမ်နေလို့ တချို့တွေကတော့ရွာကိုပြန်ကုန်ကြပြီလို့ပိနေခွင့်ချေးရွာကပြည်သူတို့ကပြောပြထားပါဗျ။အင်္ဂဘုံမြို့နယ်မှာမက်စလာ20ရက်နေ့ဝင်းကျင်ကစတင်ပြီးတော့ချင်းလေရွာ၊စောပြရွာအနီးတစ်ဝိုက်မှာဖိတွေတိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာများမှာအင်္ဂဘုံမြို့နယ်အမှန်ကတက်မတော်တမ်းမြက်လေကြီးတင်တန်းကြောင် ကွင်းကောက်နယ် မိုက်အနှဲငယ်သာကွာဝေးတယ်လို့သိရပါတယ်။အင်္ဂဘုံမြို့နယ်အခြေစားစေတနာပန်းခင်းဆရာတော်ကလည်းတိုက်ပွဲများဖြစ်ပွားနေတာဟာမှန်ကန်ကြောင်း၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာများကနေတဆင့်ပြည်သူများကိုအသိပေးထုတ်ပြန်မှုများနဲ့သတိပြုရမယ့်အခြေအနေများကိုအသိပေးရေးသားခဲ့ပါတယ်။တိုက်ပွဲကလည်းကြားလဲကြားရမြင်လဲမြင်နေရပြီမို့လို့စစ်ဘေးရှောင်နေပါပြီ။ တိုက်ပွဲကပသိမ်မုံရွာကားလဲနဲ့ကက်ရချက်ပောင်ခုံးရွာထိပ်အထိကိုရောက်နေပါပြီပထမတော့ပတ်မောင်းမလို့ကိုအတန့်တွေခဏရပ်သွားတဲ့အချိန်တိုက်ပွဲတွေဖြစ်တဲ့နေရာနားမှာပဲဖြတ်မောင်းလာခဲ့လိုက်တယ်လို့စေတနာပန်းကင်းဆရာတော်ကမနေ့က လူမှုကွန်ရက်စာမျက်နှာမှာသတင်းရေးသားဖော်ပြခဲ့ပြီးတော့ဒီကနေ့မနက်ပိုင်းမှာတော့ဆရာတော်ကမနေ့ကတော့စိုးရင်စရာအခြေအနေအနေထားအထိဖြစ်သွားလို့အခြေအနေမှန်ကိုရေးတင်လိုက်တာဖြစ်ပါတယ်အခုလဲလုံးဝစိတ်ချသွားရတဲ့အနေထားတော့မဟုတ်ပါဘူးမနေ့ကအခြေအနေကိုမမြင်မတွေ့လိုက်တဲ့သူတွေကအပေါ်တွေပဲရေးတယ်လို့လို့ပြောနေပြီးတော့ဘာမှမဖြစ်ကြောင်းတုံ့ပြန်ရေးသားနေကြတာကိုတွေ့ရပါတယ်ဒါကတော့ကိုယ်သဘောနဲ့ကိုယ်ပါရွာသူရွာသားတွေအနေနဲ့တော့အခြေအနေအရရကိုမပြတ်နားဆွင့်ပြီးတော့အသိဉာဏ်စောင့်ကြပါစေတော့လို့အသိပေးရေးသားထားတာကိုတွေ့ရပါတယ်အေယာဝတီတိုင်းကဒေသခံပြည်သူတွေက တော့အင်ကပုံမြို့နယ်ကွင်းကောက်ဒေသဟာရခိုင်ရိုးမနယ်ဆက်ဆက်လျက်ရှိပြီးတော့ရခိုင်ဒေသနယ်ဆက်ဆက်နေတဲ့ရေကြီးမြို့နယ်ငတိုင်းချောင်းမြို့လေးမြနာမြို့နယ်အင်ကပုံမြို့နယ်တို့မှာစစ်ရေးတင်းမာမှုများနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားလာခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းဒီပေရင်မြို့ပေါ်မှာရှိတဲ့စစ်တပ်စခန်းနှစ်ခုကိုဖက်စစ်တော်လှန်ရေးနေအထိမ်းအမှတ်ဖြစ်နေရှော့တိုက်တုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရာပြစ်မှတ်ကိုထိမှန်ပောက်ကွဲခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမတ်လ28ရက်နေ့ည9:12မိနစ်အချိန်မှာဒီဘဲရဲမျိုးကုန်းတာဦးနဲ့အထက်ကကြောင်းအတွင်တက်ဆွဲနေထိုင်ကြတဲ့စစ်သားရဲနဲ့ပြူစောတိများကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များက180ပြည့်ဖက်စစ်တော်လှန်ရေးနေ့အထိမ်းအမှတ်ဖြစ်နေတရားခွန်မမရှော့တိုက်တုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြစ်မှတ်ကိုထိမှန်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်ပြစ်မှတ်ကိုတော့ထိတယ်နှလုံးစလုံးအောင်အောင်မြင်မြင်ပါပဲနောက်ဆက်တွဲတေဆုံးထိကပြက်စီးမှုကတော့စုံစမ်းနေသေးပါပြစ်ပြီးပြီးချင်းမှာပဲလက်နက်ငယ်တွေနဲ့ပြန်ပစ်တာတော့ရှိတယ်စစ်ခွေးအင်အားကတော့များသေးတယ် အရင်ကကျွန်တော်တို့စခန်းသိမ်းပြီးတော့ရဟယင်နှစ်စီးနဲ့လာချသွားတာရယ်လက်ကြံအင်အားရယ်ဆိုတော့အင်အားတရာကျော်လောက်တော့ရှိမယ်လို့ Freedom Revolution Force FRF တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Freedom Revolution Force FRF နဲ့ဒီပဲရင်မြို့နယ်ပကဖတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များကလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်မှုများရှိတော့လေပြည်သူ့ကာကွယ်ရေးဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းမင်းလာမြို့နယ်ရဲတပ်ဖွဲ့မှရဲမှုဝင်းပိုင်ကရဲမေအများကိုလိမ်ပိုင်းဆိုင်ရာစော်ကားမှုများပြုလုပ်ကညင်းဆန်တဲ့သူတွေကိုတိုက်ပွဲဖြစ်ပွားတဲ့ရဲစခန်းများကိုပြောင်းရွှေ့ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းလာမြို့နယ်ရဲစခန်းမှာရဲတပ်ဖွဲ့မှရဲမှုဝင်းပိုင်ကစခန်းမှာတာဝန်ကျနေတဲ့ရဲမေအများကို ခန္ဓာကိုယ်ချင်းထိတွေ့ကလိမ့်ပိုင်းဆိုင်ရာဆော်ကားမှုများကိုပြုလုပ်နေတယ်လို့သိရပါတယ်။အခုလိုမျိုး၎င်းခိုင်းစေတဲ့အရာများကိုမပြုလုပ်ပေးတဲ့ရဲမင်များကိုတိုက်ပွဲဖြစ်ပွားနေတဲ့ရဲစခန်းများကိုရွှေ့ပြောင်းခိုင်းနေတယ်လို့သိရပါတယ်။ရဲတပ်ဖွဲ့မှရဲမှုဝင်းပိုင်ဟာနေပြည်တော်ကပြောင်းရွှေ့လာတဲ့အိမ်အောင်တဲ့အရာရှိတအုပ်ဖြစ်တော့လေ၎င်းရဲ့မိန်းမဖြစ်သူကလိုက်ပါလာခြင်းမရှိဘူးလို့သိရပါတယ်။၎င်းကမင်းလာမျိုးနဲ့ရဲစခန်းမှာသာနေထိုင်ပြီးတော့ရဲမေတချို့ကလည်း၎င်းနေထိုင်ရာနေရာကိုခေါ်ပြီးတော့အတင်းကျပ်စော်ကားမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ရဲစခန်းကရဲတပ်သားတွေ တွေကိုလည်းလူငယ်တွေကိုစစ်မှုထမ်းခိုင်းရန်အတေအဓမ္မပေါ်တာဆွဲဖမ်းဆီးရန် စေခိုင်းမှုများကိုပြုလုပ်ခိုင်းပြီးတော့ဖမ်းဆီးရန်ငင်းဆန်တဲ့သူတွေကိုတိုက်ပွဲဖြစ်ပွားနေတဲ့နေမြေများကိုဆေးလွတ်ခြင်းကြောင့်မင်းလာရဲစခန်းကနေထွက်ပြေးသွားတဲ့ရဲတပ်သားအခုဆိုရင်26ဦးထိရှိလာပြီဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ရဲတပ်ဖွဲ့မှရဲမှုဝင်းပိုင်ဟာမင်းလာမြို့နယ်အတွင်းမှာရှိတဲ့လောင်ကစားဝိုင်းများမူရဲစေဝါဖြန့်ဖြူးရောင်းချသူများထံကနေပြီးတော့ အကြီးအကျယ်စက်ကြီးရယူနေသူဖြစ်ပြီးပြည်သူပိုင်းနေအိမ်များကိုလည်း၎င်းဟူဆောင်ပြီးတော့လိုက်လံချိတ်ပိတ်နေသူဖြစ်တယ်လို့သိရပါတယ်။သူကရဲမေတွေကိုညဘက်ဆိုခေါ်ခေါ်ပြီးတော့နှိပ်ခိုင်းတာသူခိုင်းတာကိုလုပ်ပေးတဲ့သူဆိုရင်ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်မလုပ်ပေးတဲ့ရဲမေတွေဆိုရင် နေပြောင်းလာတို့ပါတို့လုပ်တယ်သူကြောင့်ထွက်ပြေးသားတဲ့ရဲတွေ26ရောက်တောင်ရှိသွားပြီရဲတွေကိုလည်းပေါ်တာဆွဲဖမ်းခိုင်းတယ်ရဲတွေကိုပတ်စံရှာခိုင်းတယ်ရဲတွေကမလုပ်ချင်ကြဘူးစခန်းမှာသူနဲ့တိတ်မကြည့်တဲ့သူများတယ် ်သူနဲ့မတည့်ရင်စစ်စင်ရေးနယ်မြေတွေကိုချက်ချင်းပိုးပစ်တာလို့ရဲတရင်ရေးမြေကပြောပြထားပါတယ်ရဲတပ်ဖွဲ့မှုရဲမှုဝင်းပိုင်ရဲ့လိမ်ပိုင်းဆိုင်ရာစော်ကားမှုများလက်ကြီးစားမှုကြီးနိုင်ငံချင်းလှုပ်ဆောင်မှုများအာဏာအလွဲသုံးစားမှုများကျွလွန်နေတဲ့အပေါ်မှာတိုင်ကြားချင်ကြတော့လေတိုင်ကြားသူကိုသိရှိပါကပြန်လည်ပြီးတော့ကလေးစားချေကြောက်ချအေးအေးယူမှာကိုစိုးရိမ်နေတဲ့အတွက်မတန်ရဲကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိထီလာမြို့နန်းတော်ကုန်းရက်ကွက်ဘောလုံးကွင်းဘေးမှာရှိတဲ့တိုက်ခန်းတွေကိုအကြမ်းမဆက်တကကျူးကျော်ဆိုပြီးတော့အတရားမှဖျက်သိမ်းခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လာ26ရက်နေ့ကစတင်ပြီးတော့အကြမ်းမဆက်တကမိထီလာမြို့ပေါချောင်းကွင်းနန်းတော်ကုန်းရက်ကွက်ဘောလုံးကွင်းဘေးမှာရှိတဲ့တိုက်ခန်းများကို ကျူးကျော်ဆိုပြီးတော့အတေးရတမဖြတ်သိမ်းခိုင်းနေတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခန်းများကို2005ခုနှစ်မှာအာကစားဝင်ကြီးသူရဦးအင်းမြင့်ရဲ့လက်မှတ်နဲ့အာကစားဝင်ကြီးဌာနကနှစ်ပေါင်း30နေထိုင်ခွင့်နဲ့တခန်းကိုကာလတန်ဖိုးငွေကျပ်30နဲ့စာချုပ်ချုပ်ပြီးတော့ရောင်းစားထားခြင်းဖြစ်တယ်လို့သိရပါဗျ။အချက်မဲ့စစ်တကသတ်မှတ်ထားတဲ့စာချုပ်မှာပါတဲ့တတ်တန်းကုံဆုံးခြင်းမရှိပဲတိုက်ခန်းများကိုအတေးရတမဖြတ်ခိုင်းနေခြင်းဖြစ်ကတိုက်ခန်းမှာနေတဲ့ပြည်သူတွေဟာလည်းပြောင်းရွှေ့နေထိုင်ရန်ခက်ခဲနေကအများစုဟာဒုက္ခရောက်နေကြတယ်လို့သိရပါဗျ။ဘာတစ်ခုမှမပေးပါ ါဘူးကျူးကျော်ဆိုပြီးတော့တစ်ဖက်သက်ဆွဆွဲပြီးတော့ဖျက်ခိုင်းတာအရင်ပြည်သူအစိုးရလက်ထက်မှာကျွန်တော်တို့ကရေနောင်းအောင်လုပ်ပေးထားသေးတယ်ပြည်သူတွေရဲ့ဘဝကိုရည်ရွယ်ချက်ရှိရှိနဲ့ဖျက်ဆီးနေတာ နေထိုင်ခွင့်ကနောက်ထပ်10နှစ်တောင်ကျန်ပါသေးတယ်မိထီလာမျိုးအားကတိုက်တန်းမှာ2005ခုနှစ်မှာအားကစားဝင်ကြီးသူရဦးအေးမြင့်လက်ထက်မှာအားကစားဝင်ကြီးဌာနကနှစ်ပေါင်း30နေထိုင်ခွင့်နဲ့တခန်းကိုကာလတန်ဖိုးချက်သိန်း20နဲ့စာချုပ်ချုပ်ပြီးတော့ရောင်းခဲ့ပါတယ်စာချုပ်မှာပါတဲ့အချက်လက်တွေကိုဖောက်ဖျက်ပြီးတော့တိုက်ခန်းတွေကိုအတင်းအဓမ္မဖျက်ခိုင်းနေတာပါတိုက်ခန်းတွေပြည်သူတွေဟာလဲအခုတော့တော်တော်လေးကိုဒုက္ခရောက်နေကြရပါတယ်လို့ဒေသနယ်ပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်အချက်မဲ့စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာသိမ်းပြီးတဲ့နောက်မြန်မာနိုင်ငံတော်ဝမ်းမှာမြေ သိမ်းမှုများပြည်သူများနေထိုင်တဲ့အိမ်များရက်ွက်နဲ့ကျေးရွာများကိုအတရားတမသိမ်းယူဖျက်ဆီးနေမှုများကိုလှုံ့ဆော်လာကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ AOD တိုင်းညောင်တုံးမြို့မှာ စစ်မှုတန်းချင်းမပေးတာကြောင့်စစ်ကောင်စီကရက်ွက်တစ်ခုလုံးမှရှိတဲ့လူငယ်များကိုစစ်ကောင်စီကအုပ်ချုပ်ရေးမှုကနေတဆင်စစ်မှုတန်းစည်ရင်ထဲမှာတွင်းဖို့အတွက်မက်လ28ရက်နေ့ကစင့်ခေါ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မျိုးနယ်စင့်ခေါ်ရေးအဖွဲ့ကအမတ်နဲ့ရက်ွက်မှာရှိတဲ့အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းရှိတဲ့လူငယ်များအလုံးကိုစင့်ခေါ်စာတွေပြုတ်ပုတ်ခဲ့တာဖြစ်ပြီးတော့ပြက်ကွက်ပါကစစ်မှုထမ်းဥပဒေအရအရေးယူခံရမယ်ဆိုပြီးတော့စင့်ခေါ်စာထဲမှာရေးသားထားတယ်လို့စုံစမ်းသိရှိရပါတယ်ရက်ွက်တစ်ခုလုံးကလူငယ်တွေပေးလိုက်ရတာပါလူမရှိတဲ့သူတွေလည်းနာမည်စည်းရင်းထဲ မှာပါပါတယ်နိုင်ငံသားမှာသွားပြီးတော့အလုပ်လုပ်နေတဲ့သူတွေရော အကုန်လုံးပဲ ြေးတဲ့သူတွေလည်းပြေးကုန်ကြပြီလို့အသက်35နှစ်ဝန်းကျင်အရွယ်ရှိတဲ့အမျိုးသမီးတဦးကပြောပြထားပါတယ်။အခုလိုမျိုးစည်ရင်သွင်းဖို့အတွက်မြို့နယ်ရုံးကနေဆင့်ခေါ်ခံရတာကြောင့်ရက်ကွက်အတွင်းမှာရှိတဲ့လူငယ်တွေဟာလည်းကြောက်ရွံ့ထိတ်လန့်နေကြတယ်လို့သူကပြောပါတယ်။ညောင်တုံးမြို့မှာရက်ကွက်10ခုရှိတဲ့တဲကအမတ်နဲ့ရက်ကွက်တစ်ခုတည်းကိုသာဆင့်ခေါ်ခဲ့တာဖြစ်ပြီးတော့ကျန်တဲ့ရက်ကွက်တွေကတော့စစ်မှုထမ်းခြင်းအဖြစ်နဲ့တအိမ်တောင်ကို1000ကနေပြီးတော့9000အထိပေးဆောင်ထားရတယ်လို့သိရပါတယ်။အမတ်နဲ့ရက်ကွက်အတွင်းမှာစစ်မှုထမ်းခြင်းကောက်ခံရမှာ လူနည်းစုသာပေးဆောင်ကြတာဖြစ်တဲ့အတွက်ပေးဆောင်ထားသူလူနည်းစုကိုငွေပြန်အန်းခဲ့ပြီးတော့နောက်တဲ့နေ့မှာပဲအခုလိုမျိုးစစ်မှုထမ်းစည်ရင်သွင်းဖို့အတွက်စစ်ခေါ်စာတွေပေးပို့ခဲ့တာဖြစ်တယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတူရဲ့ပြောပြချက်အရာသိရပါတယ်ဒီလာထဲမှာတော့စစ်မှုထမ်းဖို့အတွက်တယောက်ကတော့မဖြစ်မနေပေးရမှာလူစားထုံးငားရတဲ့ကောင်ကလည်းပထမတော့လိုက်မယ်ပြောပြီးတော့အခုတော့ထွက်ပြေးနေတယ်ကြားတယ်မျိုးနယ်ကိုပတ်စံပေးဖို့ကြတော့လေအကုန်လုံးကမထဲကြတော့အခုလိုလုံလိုက်တာလို့သူကရှင်းပြထားပါဗျ။အမတ်နဲ့ရက်ကွက်အတွဲမှာအိမ်တော်စုတစုကို1000ခွဲကနေ2000ခွဲအထိ စစ်မှုထမ်းခြေကောက်ခံနေတာဖြစ်ပြီးတော့စစ်မှုထမ်းလူငယ်မရှိတဲ့အိမ်အောင်စုတွေနဲ့နေအိမ်မှာမရှိဘဲနဲ့အကြောင်းမျိုးမျိုးနဲ့ပြည်ပထွက်ပြီးတော့အလွတ်လွတ်ကိုင်းနေတဲ့အိမ်အောင်စုတွေကပတ်စံကောက်တာကိုငင်းဆန်နေကြပြီးတော့ထိုင်ဝင်ခြင်းမရှိတာကြောင့်စစ်မှုထမ်းဥပဒေအရစိတ်ခေါ်ရခြင်းဖြစ်တယ်လို့သိရပါတယ်။ မြို့နယ်စိတ်မတန်းစိတ်ခေါ်ရေးအဖွဲ့ရဲ့ပေးပို့စာမှာတော့ဒီကနေ့မတ်လ28ရက်နေ့မနက်10:00နာရီမှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကိုမပြတ်မကွက်သတင်းပို့ရမှာဖြစ်ပြီးတော့သတင်းပို့ရမှာမှတ်ပုံတင်မှာယူဆောင်လာရမယ်လို့ပြောပါတယ်အသိပညာပေးဟောပြောမယ်လို့လည်းကြားရပါပဲဘာတွေဖြစ်လာအောင်လဲတော့မသိပါဘူးအားလုံးကစိုးရိမ်နေကြတာကတော့အုတ်ထင်းသူတွေပဲတွားဖို့များပါတယ်ရက်ကွက်ကလည်းလူမကြီးကြဘူးလို့အဲ့ဒီအကြောင်းကိုသိရှိတယ်ရက်ကွက်နေအမျိုးသားတို့ကပြန်လည်ပြောပြထားပါတယ်အခုစစ်မှုထမ်းဥပဒေအရာ စစ်ကောင်စီကတပ်သားတွေအဖြစ်နဲ့အတမစုဆောင်းနေတာဟာစစ်မှုထမ်းအပတ်စဉ်7နှစ်အတွက်ဖြစ်တယ်လို့သိရပြီတော့စစ်မှုထမ်းရှောင်ရှားနိုင်ဖို့အတွက်လူငယ်လူရဲတွေဟာငွေကြေးနဲ့ဖြည့်ရှင်းတာပြည်ပထွက်ပြီးတော့အလုပ်လုပ်ကိုင်းတာတော်လိုင်းတပ်ဖွဲ့တွေစီကိုဝင်ရောက်ကြတာတွေစုပြုံပြီးတော့လုပ်နေကြပါတယ်။ ဥပဒေနဲ့မညီပဲနဲ့စူးစမ်းချင်းခံရတဲ့ပြည်သူစစ်မှုတန်းတချို့မှာအခက်အခဲအကျတဲတွေဖြစ်ပေါ်လာပြီးတော့အဲ့ဒီပြဿနာတွေကိုနေ့စဉ်နဲ့အမျှနေ့တည်းတူကပြဿနာအဖြစ်နဲ့ဖြေရှင်းနေရတယ်လို့မက်စလာ20ရက်နေ့ကကလောတန်နယ်မှာရှိတဲ့သူ့ရဲ့တပ်ဖွဲ့တွေကိုအကြမ်းဖက်ဒုစစ်ခေါင်းဆောင်စိုးဝင်းကပြောဆိုခဲ့ပါတယ်အဖက်ဘက်ကဆစ်ရှုံးနေတဲ့စစ်ကောင်စီဟာပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်မှုတန်းဥပဒေကိုအတည်ပြုကျင်းပခဲ့တယ်လို့ကြမ်းအပီးအေပီလကုံမိုင်းမှာစတင်မယ်လို့ပြောဆိုခဲ့ပေမယ့် အဲ့ဒီနှစ်မက်လာတဲမှာပဲတက်သားတက်တွေကိုအတ္တမစူးစောင်းတဲ့နေရာမှာအခုဆိုရင်တစ်နှစ်ပြည့်မြောက်ခဲ့ပြီလို့သိရပါတယ်လက်ရှိစစ်ကောင်စီရဲ့စစ်သားစုဆောင်ရေးတွေမှာ၎င်းတို့ခန့်ထားတဲ့ရကြေအုပ်ချုပ်ရေးမှုတွေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ပြည်သူလူထုအပေါ်မှာလက်စားမှုဖိနှိပ်ချိန်ချောက်မှုတွေအများပြားလှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးပေးရနေကင်းရှင်းပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ